အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1448ခုရပြိုစာနီ6ရက်ခရစ်နှစ်2025ခုနှစ်စက်တင်ဘာလ29ရက်နေ့တနင်္လာနေ့မှာ9မိနစ်တွင်အောင်မြင်ခရီးရဲ့သင်ခန်းစာအမှတ်စဉ်1149ကိုတင်ပြသွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ကိုကျင်တရားတွေဟာကောင်းမွန်တဲ့ကိုကျင်တရားတွေဇာရိတ်တမွန်နေဟာဘလောက်စွမ်းအားတွေရှိနေတယ်လဲဘလောက်အာနိသင်တွေပြည့်မောက်နေတယ်လဲဆိုတာကိုတင်ပြလိုပါတယ် ကျွန်တော်တို့ကျွန်တော်မြတ်ကုရ်အန်ကိုလေ့လာကြည့်တဲ့အခါမှာကျွန်တော်မြတ်ကုရ်အန်ရဲ့အာယတ်တော်တွေဟာ6000ကျော်ရှိပါတယ်ဒီအာယတ်တော်6000ထဲမှာအိဘာဒာခဝမှုနဲ့ပတ်သက်တဲ့အာယတ်တော်ဟာ130ရှိတယ်လို့ပညာရှင်တွေကမိန့်မာထားပါတယ်အဲ130ကျော်ဆိုတာဟာကျွန်တော်မြတ်ကုရ်အန်ရဲ့ညရာဂိုင်းတို့ဟာအိဘာဒာခဝမှုတွေနဲ့သက်ဆိုင်ပါတယ်အဒီလိုပဲကျွန်တော်တို့ကျွန်တော်မြတ်ကုရ်အန်ထဲမှာကုဂျင်တရားနဲ့ပတ်သက်တဲ့အာယတ်တော်တွေဟာ1504အာယတ်ကျော်ရှိပါတယ် တော့ကုရ်အန်ကျွန်တော်မြတ်ရဲ့25ရာခိုင်နှုန်းဟာကျွန်တော်မြတ်ကုရ်အန်ထဲမှာတကယ်ဇာရိတ္တမွန်ဒီကိုစောင့်ခြင်းဖို့အတွက်နဲ့ပတ်သက်တဲ့အာရတ်တော်တွေဖြစ်ပါတယ်။ဒါကြောင့်ကုရ်မက်ဆလ္လာလာဟူအလိဝဆလမ်ကအမိန့်ရှိတဲ့ဝန်အဘီဒရဒါအီရဒီယလ္လာဟူအန်ဟူအန်နနဘီယဆလ္လာလာဟူအလိဝဆလမ်ကောလ်မာမင်ရှိုင်အန်အသ်ကလူဖီမီဇာနီလ်မူမင်ယောမ်လ်ကီယာမာမင်ဟုစနီလ်ခူလ်ခ်ရဝါဟူတီရမီဇီကုရ်မက်ဆလ္လာလာဟူအလိဝဆလမ်မိန့်ကြားတာကိုဟဇရတ်အဘူဒရဒါကပြန်လည်စင့်ပြန်တော်မူပါတယ်။မူမင်ရဲ့ မီဇန်ချိန်ခွင်ထဲမှာအာမလနာမှာချိန်ခွင်ထဲမှာတရားမတ်နေ့ရောက်လာတဲ့အခါသူ့ရဲ့ကောင်းမွန်တဲ့ကိုခြင်းတရားတွေထက်ပိုပြီးတော့မှအလေးစားတဲ့အလေးစီးတဲ့အရာမရှိပါဘူးတဲ့နောက်တစ်ခါဟာဇတ်အိုင်ရှာတခင်မကြီးရီဝါယတ်တစ်ခုရှိပါတယ်စမိတူရဆူလလာဟီဆလလလာဟီဆလမ်ယကူလ်ဂျမာဟာကုရမဆလလလာဟီဆလမ်မိကြတော်မူတာကိုကြားဘူးပါတယ်အင်နလ်မူမီနာလယုဒရီကူဘီဟုစနီခူလူကီဒရဂျတ်ဆာအီမီလ်ကာအင်မူမင်တူဟာမိမိရဲ့ကောင်းမွန်တဲ့ကိုခြင်းတရားတွေကြောင့် ရုနေမှာရူစာထားပြီးတော့ညမှာတာဂျုတ်ဖတ်တဲ့ပုံကိုယ်ရဲ့အစင်တန်းကိုရရှိပိုင်ဆိုင်သွားတယ်လို့အမိန့်ရှိထားပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေမိမိတို့ရဲ့ကိုကျင်တရားမန်နိုင်ကိုတိတိမကပုံမကောင်းမွန်လာအောင်စူးစမ်းကြရအောင်ပါ။အဲ့တော့ဒီလိုကိုကျင်တရားကိုပဲ့ပြင်နေခြင်းဟာကျွန်တော်တို့ဘဝအတွက်အင်တာအရေးပါပြီးတော့မှအင်တာမှာတန်ဖိုးရှိတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်းဒီနေ့ရဲ့သင်ခန်းစာကမိမောင်းထိုးပြနေပါတယ်။အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူ